လောက်ကိစ္စမလို့တော့မကြည့်သေးဘူးနားရတာသူမျိုးတော့ခက်ခက်လန့်နေတာဟာသူသာစီကျိုးတော်နေရကြပါလားဝရီယာကောင်းနေကြကြည့်ပြဘာကနေရလာလဲဝင်ရတော့အကြီးကြီးမကြည့်သေးရဒီတစ်ခေါက်မိထားတဲ့ဘာအကြီးကြီးပြအရှုပ်ရှိကင်းဘဝပိုင်မျိုးလောင်းလို့ရှိရကြပိုင်နိုင်ရဲ့လက်ဆက်မှာကျိုးမြတ်လုံးဝမနှဲစီရအောင်နားလေ ။အော်အဆင်ပြေစေရမယ်နော်။ဟုတ်ဟုတ်လာခေါ်လိုက်မယ်လေ။ဟုတ်ဟုတ်ဟုတ်။နားလေးနော်။အဲ့တရားလည်းမသိလို့တဲ့ခက်ခွန်လိုက်အောင်။ဟုတ်ကဲ့။ဆိုင်ကြီးပါလေဗျာ။အင်ရှင်အရင်နဲ့အပြင်ခက်ပါလေ။တော်ရအဲ့ဒါကနောက်ကျတာလို့မိကပြမဲ့လူတွေအရရမယ်ရဲ့သူကဘွေစိစိုးသူ့ကိုပြောတာဗျဒီပွဲသားကလို့တင်နေမှာလားအဲ့တော့အစင်ပြောင်းလောရမှာပဲ အမမဘူးနဲ့အလားဆုံးဖြစ်ပေးမယ်ဘက်ကကြမှာခဏလေးနော်ပြန်လာခဲ့ပြီပြန်လာခဲ့ပြီလာသွားပြီအဆင်ပြေလားမပြေရင်ထပ်လိမ့်လို့ရတယ်နော်ဟဲ့ဟဲ့ဟဲ့သမီးဘာလုပ်နေရလဲခွင့်နိုင်အဲ့တဲ့ ။အော်ယူမကြည့်လေဒီနေ့ကစားပြီးခင်ဗျားနဲ့ကြောက်လုံးဝလုံးမလုံးတော့ဘူး။အာသွားပါပြီပွဲတော့ပြတ်ပါပြီ။တချက်နေ့ကတော့ချိုးမရဲကောင်ပါလေးပဲ။အခုကြည့်စမ်းနေ့ကပွဲရဲ့ပြတ်ကုန်ပြီ။အဲ့ဒါလူကြီးလူကောင်းနဲ့နေ့ရဲ့ကစားမတငယ်ချင်းနဲ့မဟုတ်ဘူး။ဒီလောက်ရိုက်တာငိုကောင်မဲမသိဘူးဟဲ့လားမင်းမင်းမကြည့်တဲ့ထိုင်ရလို့ရတော့တော့ငါလောက်တင်ရမယ်ဘာလို့ဆက်တော့ နဲ့ပဲမလာသားမိလေအတိုင်းလိုပဲသမီးနဲ့စကားများနေကြတာပေါ့မများပဲနေမလားမနေ့ကအကျိုးဆောင်နေလာလေအဲ့ဒါဟိုမှာမိတ်ကပ်တွေပြင်ပေးလိုက်တာအဲ့အကျိုးဆောင်တွေစိတ်ဆိုးပြီးပြန်သွားကြတယ်ပွဲလည်းပြတ်သွားပြီမကြည့်လေမကြည့်လေသမီးကိုကြည့်ဟာတမျိုးပဲနော်သူ့ကိုဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆေးခန်းလေးပါလေပြကြည့်ပါလားအားတက်ပြမှာလေခင်ဆိုးမှုရော။ तू ကမွေးကလေးကတောင်းတောင်းမြည်ပဲ။ခုချိန်ထိဖြာနာမရှိဘူး။တခုတော့ရှိရဲ့။ လူကောင်းထွားနေတာညင်နေရလဲပါမှာပေါ့လေအဲ့ဒါကိုပြောတာအတက်ကငယ်ပြီးတော့ညင်ရင်နေပါတဲ့အတွက်ကြောင့်သူတို့တွေကသူများကလေးတွေဆာလို့ရှိရင်စိတ်ခံစားမှုပိုများတယ်အမရဲ့အဲ့ဒါကြောင့်မို့လို့စိတ်နဲ့ပတ်သက်တဲ့ယောဂဖြစ်နေပါဆိုလို့ဆရာဝန်နဲ့တိုင်ပြီးပြီးတော့စိတ်ကံကိုပြခိုင်းတာအမရဲ့စိတ်ကံပြရမယ်ဆိုရင်လည်းတပတ်ကတုံဝင်နေလေဝင်နေပြီးမှပဲပြရမယ်ခင်ဆုံးမို့ရင်ကဲအခုလိုင်းကိစ္စရောမကြည်လေးနဲ့ကျမနဲ့အယောင်ဆိုင်ထားတဲ့တိုက်ခန်းကရောင်းထွက်သွားပြီးအဲ့ဒါကြောင့်မကြည်လေးကိုအကျိုးဆောင်ကလာပေးတာဟဲ့ တကယ်ဝမ်းသာလိုက်တာသမီးလေးရဲ့ကုသိုလ်လို့ပြောရမှာပေါ့တပတ်ကသူ့မွေးနေ့လေသူ့မွေးနေ့လို့ပတ်စံလူနေတာအတော်ပဲကဲမတ်ကြီးလေးတိုက်ခဲရောင်းလို့ရတယ်သူ့ပါစံသိန်း30ကိုမတ်ကြီးလေးကို15သိန်းလွှဲပေးလိုက်မယ်နော်ကေဘေးကနေပြီးတော့ရောက်မရောက်တစ်ချက်စစ်ပေးပါဦးမတ်ကြီးလေးငွေရောက်လားရောက်တယ်ခင်ဆုံးမို့ကဲမတ်ကြီးလေးပါစစ်ကမပြန်တော့မှာနော်နောက်လေးကြမှာတွေ့ကြမှာ တခုလောက်တော့တောင်းပန်ချင်တယ်ဒီချက်ဆန်တင်ရမယ်ကျမရဲ့တမီးပြရလीနင်းနေတော့ဆိုးရဲရှင်ဟောရပါတယ်အမိုင်ညီမခရစ်ကိုရမ်းချစ်တတ်တာဘလောက်ပဲဆိုဆိုညီမပြီးခံနိုင်ပါလေအော်ဒါနဲ့ညီမဆန်တင်ရမယ်အမရဲ့တမီးလေးရအောင်တမီးရဲ့တမီးကိုဆန်တင်ပေးမယ်အင်္ဂလိပ်စာချင်မရောက်နေပြီတမီးစိတ်ရအောင်လေမရဲ့ညောပဲနော်မင်းတမီးလေးနဲ့တူရတော့ဟဲ့တမီးစက်တော့အဲ့လိုပြုံးနေလေ ျမလေးအမရေခလေးဆိုတာဒီလိုပါပဲအဲ့ဒါကကြည့်တော့ဆရာမရေကျမသမီးကစိုးရဲဆိုတာအဲ့ဒါကိုပြောတာကျမလေးသမီးကိုဘယ်နည်းအစပြောစတင်ပေးရမှာလဲရှင်တပတ်ကသူ့မင်းနေနေသူ့မင်းနေပြီးနောက်နေ့ဆရာမဆက်ဆက်တင်လို့ရပါပြီအဲသူ့မင်းနေကြရင်လည်းဆရာမဆက်ဆက်လာခဲ့နော်ဆရာမသမီးမင်းနေကြရင်ဆက်ဆက်လာခဲ့နော်ဆရာမတော့သမီးရဲ့သမီးဆရာမဖတ်တာလွတ်လိုက်တော့လေဝင်းနေကြမှာပဲဆရာမသမီးတို့ကလက်ဆောင်ပြလာခဲ့ပေးတော့မယ်နော်အမအမကိုကြည့်ပါဦးနော် ကြတော့ဒီဇိန်းတော့ဆက်ဆက်တယ်။သူများတော့ကြတော့ဖက်ခါရက်ခါနဲ့မအီလိုပဲ။မမသမီးပေါ့တဘောမမကောင်းလား။ဟာငါ့မျိုးတဘောမကောင်းဟလား။ငါကတဘောမကောင်းငယ်လေ။နိဖေတပီးတဲ့ငါနောက်လီရွာကြပြီးဟဲ့။ငါကဘာမှမမြဲ။သမီးဘဝမမြဲချေတော့။သမီးကြီးရယ်။ တနည်းဝင်းနေမှာစာပြီးတော့ထာဝရပျော်ရှင်ပါစေ။ဆရာမရဲ့စိတ်တပည့်မှလေးနဲ့ဝင်းနေမှာစာပြီးမိသားစုနဲ့ထပ်တူပျော်ရွှင်ပြီးပညာရေးမှာထူးချန်ထက်မြက်ပါစေလို့ဆရာမစီတောင်းပေးပါရဲ့ကမီးလေးရဲ့။ကဲဒီချဲစိတ်တပည့်မှလေးဝင်းနေမှာစာပြီးတော့ထာဝရပျော်ရှင်ပါစေကွင်။ ะဒီကလေးရဲ့စိတ်ကိုခံမှန်းမိတယ်ဒီပုံစံတိုင်းလာဆိုတော့ကျမတို့ speaking သင်မေးလို့မဖြစ်တော့စိတ်မရှိပါနဲ့ဒီချေကျမဂျားရဲ့တောင်းပန်ပါတယ်တောင်းပန်မရအမကျမကိုလာစားပို့ပေးလဲဘလို့မှသင်လို့မဖြစ်တော့လို့ပါခွင့်ပြုပါမိခင်ပြရဲ့ခံစားရတဲ့ခံစားချက်ကိုကျမပူချင်းစားပါတယ်။တမီးလေးအတွက်မိဘဆရာပူကောင်းမိအကောင်းဆုံးဆောင်ရွက်ကြတာပေါ့နော်။ကျေးဇူးပါဆရာမိုင်း။ သမီးဘာလုပ်တာလဲအညီတော်ကကျင်းနေနေပြည်လာလေမမေမတွေ့လားဟဲ့ပြစ်စပြစ်စဒါနေပြီငါ့ကိုမြတ်တုံးဝယ်ပေးထားတယ်မွေးနေ့လက်ဆောင်အင်းကြီးလေငါအင်းကြီးတော့သွားပါပြီမဖြစ်ဘူးမဖြစ်ဘူးသူ့အစေခံပြန်မှရတော့မယ် ော်ပါသေးရဲ့ငါအိမ်မက်မက်နေတာပဲငါသမီးလေးဘာမှမဖြစ်လို့ကန်ကောင်းတာဆရာသမီးလေးချင်းနေဘလို့လဲခလေးအားနှလုံးအားနေပြီ ဝင်နေလေပြောရရင်တော့နှလုံးရောဂါဖြစ်ချင်နေတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီကလေးနဲ့ပတ်သက်ပြီးတော့မှစိတ်ချမ်းသာအောင်ထားပြီးကျွန်တော်ကသူ့ကိုဆေးထုတ်ပေးထားတယ်ရိုးရတာလေးကိုလုပ်ပေးထားတယ်နောက်တနေ့တော့ကလေးကိုအကောင်းဆုံးစိတ်ချမ်းသာအောင်ထားပြီးနော်လောလောကဖြစ်ရတာမမေမငိုးနဲ့တော့တော့သမီးနဲ့ကမှသိုးတော့ ိမ်မာလိုက်တဲ့သမီးလေးရယ်ဆရာမဒီစကားကြားရတာအရင်ကပဲဝမ်းသာပြီးဒီဖြစ်ရပါတယ်သမီးရယ်ဘင်္ဂလာပါဆရာမသမီးနေပြန်ကားရဲ့ကျောင်းပြတ်တက်မယ်နော်ဆရာမလို့ပြောလိုက်ပါတော့ဆရာမသမီးနေပြန်ကားရဲ့ကျောင်းပြတ်တက်မယ်နော်ဒီကသမီးလေးရယ်သမီးလေးရယ်ငကိုလေးရယ်စာတော်ပြီးသားလေးလေးလိမ်မာပြီးသားပါ